အလုံးမမြင်လားပါကျမတို့ဒီနေ့ပေါ့နော် adverb class of place အကြောင်းပြောမယ်ပေါ့နော် နေရာကို ဖော်ပြပေးတဲ့ adverb class တွေအကြောင်းပြောမယ်အဲ့တော့အဲ့ဒီ adverb class တွေမှာဆိုရင် ကျမတို့ conjunction အနေနဲ့ဒီ where တို့ wherever တို့ everywhere တို့ anywhere တို့ကို သုံးလေးရှိတယ်အဲ့တော့ဘာကွာသွားလဲဆိုတော့ဒီ where ကိုသုံးမယ်ဆိုရင်တော့ကျမတို့ကဒီ specific place ပေါ့နော်ဒီတီးကြတဲ့နေရာအဲ့လိုနေရာမျိုးမှာမှလို့ပြောမယ်ဆိုရင်တော့ where ကိုသုံးမယ်ကြံတဲ့ဒီ everywhere to anywhere to wherever တို့ကတော့ဒီ interchangeable ပဲပေါ့နော်အပြန်အလှန်လှည့်ပြီးတော့သုံးလို့ရတယ်ဒီ သုံးသုံးနိုင်တယ်ပေါ့နော်အဲဆိုရင် example လေးတွေကြည့်ပြီးတော့ကျမတို့ဘာသာပြန်ကြည့်မယ်အဲ့တော့ပထမဝကျမှာဆိုရင် most people เนาะ suggest shop ဈေးဝယ်သည်တဲ့ where they get the lowest prices เนาะအဲ့တော့ where ဆိုတဲ့ကျမတို့ conjunction ကိုတွေ့ပြီးဒီမှာ conjunction conjunction ရဲ့နောက်မှာမှာ suggest they get get เนาะ va အဲ့တော့ suggest နဲ့ va ပါတဲ့တကြောင်သူဒီ clause ဖြစ်ပါတယ်အဲ့တော့အရှိကိုကြည့်လိုက်တဲ့အခါမှာဈေးဝယ်သည်ဆိုတဲ့အရာဒီ va ဖြစ်တယ် va ကိုလာ ာပြီးတော့အထူးပြုတဲ့ clause ဖြစ်တဲ့အတွက်ကြောင့်သူ့ကို ကျမတို့က adverb clause လို့ခေါ်တယ်နော် adverb clause နေရာကိုဖော်ပြပေးတဲ့ conjunction သုံးထားတဲ့အတွက်ကြောင့်သူ့ကို adverb clause of place ပေါ့နော်နေရာကိုဖော်ပြပေးတဲ့ adverb အဲ့တော့ဈေးအသက်သာဆုံးပေါ့နော်ဒီအနည်းဆုံးဈေးရတဲ့နေရာမှာဒီလူတွေအများဆုံးက most people ကဒီဈေးဝယ်တည်ပေါ့နော်အဲ့လိုမျိုးဘာသာပြန်မှာဖြစ်တယ်အဲ့တော့ agd clause မှာဆိုရင်တော့ vowel ကိုတောနဲ့ဘာသာပြန်တယ်အဲ့လိုမျိုးပြောတယ်ဒါပေမဲ့ adverb clause မှာကျတော့ तू ဒီသုံးနာတဲ့ conjunction ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကဘာသာပြန်မှာဖြစ်ပါတယ် example number 2ကိုကြည့်အောင် i စာချက် pay ငါပေးတယ်တဲ့ buy credit card နော်ဒီ buy ဆိုတဲ့ preposition ေရှင်းနဲ့စထားတယ်။ဘာနဲ့ပေးလဲ credit card နဲ့ပေးတယ်เนาะအဲ့တော့ဒီညာဒီဘိုင်းအေဂျင့်မှာဒီ proposition နဲ့ phrase ဒီဘာနဲ့ပေးလဲဒီ credit card နဲ့ပေးတယ်လို့ပြောထားတယ်။အဲ့တော့ဒီညမှာကျမတို့ wherever i can เนาะပေးလို့ရတဲ့နေရာတွေမှာဆိုရင် credit card ကို သုံးပြီးတော့ပေးတယ်။အဲ့တော့ wherever ဆိုရဲကျမတို့ conjunction ရဲ့သူရဲ့နောက်မှာ စာချက်ရဲ့ verb ပါတယ်။ conjunction နောက်မှာစာချက်နဲ့ပါတယ်ဆိုရင်ကျမတို့ဒါကို clause လို့ခေါ်တယ်။ Okay ဘယ်လိုပေးလဲ credit card နဲ့ပေးတယ်။ဘယ်နေရာမှာလဲပေးလို့ရတဲ့နေရာမှာဒီ word ကြမှာ wherever i can ဆိုတဲ့ဒီဒီ ဒီ class ကပေါ့နော်ဟိုအရှိမရှိတဲ့ pay ဆိုတဲ့ verb ကိုလာပြီးအထူးပြုတယ် verb ကိုအထူးပြုတဲ့အတွက်ကြောင့်အဲ့ဒီ class ကို ကျွန်မတို့က adverb class pay တယ်ဆိုတဲ့အရာဒီ wherever နေရာကို ဖော်ပြပေးတဲ့အတွက်ကြောင့် adverb class of place လို့ပြောမယ်အဲ့တော့ credit card နဲ့ pay လို့ရတဲ့နေရာတွေမှာငါက pay တယ်ပေါ့နော်အဲ့လို credit card သုံးပြီးတော့ပတ်စံရှင်းတယ် example number 3 can you use an atm card everywhere you shop အဲ့တော့ဒီ word ကြမှာဆိုရင် ကျွန်မတို့ ုက have been verb ပေါ့နော်ဒီ can ကို အရှိပို့ထားတယ်ပြီးတော့မှ suggest နဲ့ use ဆိုတဲ့ကျမတို့ဒီ main verb ကိုတွေ့တယ် have been verb ကိုအရှိပို့ထားတဲ့အတွက်ကြောင့်ဒီဝဲကြသည် interrogative sentence တနည်းအားဖြင့်အငင်းဝါကြနောက်မှ question mark ပါတယ်အဲ့တော့ can you use min သုံးလို့ရနိုင်မလားတဲ့အဲ့တော့သုံးသည်ဆိုတဲ့ဘာဒီအသုံးခံရတဲ့ object လိုတဲ့အတွက်ကြောင့်နောက်မှလိုက်လာတဲ့ an atn cut ဆိုတဲ့ရာသီ object နေရာကိုဝင်တဲ့ noun phrase ပါအဲ့တော့ everywhere you should min ဈေးဝယ်သောနေရာတိုင်းမှာเนาะအဲ့တော့ everywhere ကျမတို့ conjunction သူရဲ့နောက်မှ you က suggest ဈေးဝယ်သည်က shop က va အဲ့တော့ min ဈေးဝယ်သောနေရာတိုင်းမှာ atn cut ကို min သုံးလို့ရနိုင်မလားเนาะအဲ့လိုမျိုး းထားတယ်အဲ့တော့အဲ့ဒီနေရာမှာ everywhere နဲ့စထားတယ်ဒီ sergeant never ပါတဲ့ clock ဒီဟိုးအရှိမှရှိတဲ့၃ဒီဘယ်နေရာမှာ၃တဲ့နေရာတိုင်းเนาะ၃ဒီဆိုတဲ့ဘာကိုလာပြီး to be that တွက်ကြောင့်အဲ့ဒီ clock ကိုလည်းကျွန်တော်တို့က ever clock နေရာကိုဖော်ပြပေးတဲ့ conjunction သုံးထားတဲ့အတွက်ကြောင့် ever clock or ကျွန်တော်တို့ place လို့ခေါ်မှာဖြစ်တယ် အိဇမနဗတ်4ကြည့်ရအောင်အိဇမနဗတ်4မှာကြာတော့ anywhere you go ဘယ်ကိုပဲမင်းသွားသွားပေါ့နော်အဲ့တော့ anywhere ကကျွန်မတို့ ွန်ချန်ရှင်မှာယူကစာချက်ဂိုးကသွားတီကဗသွားတဲ့ဆိုတဲ့ဗဒီအော်ချက်လို့တဲ့ဗမျိုးမဟုတ်ဘူး intransitive ဗဖြစ်တဲ့အဲ့ဒီအတွဲကြောင့်ဒီနန်းနဲ့သူ့ဟာနဲ့သူပြည်စုံတဲ့အတွဲကြောင့် anywhere you go ဘယ်နေရာကိုပဲမင်းသွားသွား you mean ကစာချက် here ကြားရလိမ့်မယ်တဲ့ကြားတယ်ပေါ့နော်ပြည့်ပဲ့လူတွေ talking on their cell phone အဲ့တော့ လူကနောင်အဲ့တော့နောင်ကိုလာပြီးအထူးပြုတဲ့အနောက်မှာရှိတဲ့ talking ဆိုတဲ့ i n g နဲ့ပေါင်းထားတဲ့ verb ဒီနောင်ကို အထူးပြုတဲ့ဆိုရင် သူ့ရဲ့ power of speech က ag dit အဲ့တော့သူ့ကိုတောနဲ့ဘာသာပြန် on their cell phone ဖုန်းနဲ့စကားပြောနေသောလူတွေကို main ကကြားရလိမ့်မယ်နော်အဲ့ဘယ်နေရာကိုပဲသွားတော့အဲ့တော့ဒီမှာဆိုရင် ကျွန်တော်တို့သွားတဲ့နေရာအဲ့တော့ go ဆိုတဲ့ verb ကိုလာပြီးထူးပြတဲ့အတွက်ကြောင့်ဒီနေရာမှာ anywhere ဆိုတဲ့အရာဒီဒီ anywhere ွဲနဲ့စထားတဲ့ clock သည် adverb clause or place နေရာကိုဖော်ပြပေးတဲ့ adverb ဖြစ်ပါတယ်အဲ့တော့အနောက်ဝကြရဲ့စုံနာလေးမှာ preposition on ကို သုံးထားတယ် on their cell phones ပေါ့နော်ဒီ cell phone တွေနဲ့အဲ့တော့ဒီ cell phone ပဲသုံးသုံးပေါ့နော်ဒီ social media ပဲသုံးသုံးကျွန်တော်တို့ preposition on ကိုပဲသုံးပါတယ် on facebook on youtube on instagram ပေါ့နော်အဲ့လိုမျိုး preposition on ကိုသုံးရပါမယ် exam မှာ number 5ကြည့်ရအောင်ပြီးပဲလူတွေကတဲ့ prefer နှင်းချိုက်တယ်ပေါ့နော်ဒါက စားချက် prefer the preposition to နဲ့တွဲပါတယ် to shop ဈေးဝယ်ဖို့ရန်အတွက် reason or purpose เนาะလူတွေကဈေးဝယ်ရတာကြိုက်တယ်တဲ့အဲ့တော့ဈေးဝယ်တယ်ဆိုတာ va the အရှောင်းကဘာနော်ဒီ reason or purpose ကိုဖော်ပြပေးတယ်ဘယ်နေရာမှာလဲ where are credit card are accepted credit card are accepted ဘတ်တူဗီနဲ့ဘတ်တရီဖြစ်တဲ့အတွက်ကြောင့်သူက passive by ဒါဆိုရင်အရှိမနေရာသည် origin နေရာကိုဝင်တဲ့ noun phrase နှလုံးဆိုတော့ကျွန်မက noun phrase လို့ခေါ်လိုက်မှာပေါ့နော်အဲ့တော့ object နဲ့ဒီဘာနဲ့အရှိမ where ဆိုတဲ့ဒီ conjunction ပါလာတဲ့အရှိမက shop ဆိုတဲ့ဘာကြီးရှိနေတယ်ဘာကိုအထူးပြုတဲ့ တွက်ကြောင့်ဒီ awareness စထားတဲ့ဒီ clock ကိုကျွန်တော်တို့က ever clause เนาะ ever clause လို့ခေါ်မယ်ဈေးဝယ်သည်ဆိုတဲ့ var ကိုထူပြတဲ့ကြောင်းနေရာကို ဖော်ပြပြီးတော့ ever clause of place လို့ခေါ်ရမှာဖြစ်တယ် example number 6အဲ့တော့ tick ကနေပြီးတော့ဒီကျွန်မ၅အထိကပေါ့เนาะဝကြတစ်ကြောင်းတဲ့ဒီ ever clause ပါတဲ့ဟာကိုရေးထားတယ်အောက်မှာကြတော့ဝကြနှစ်ကြောင်းကိုဘယ်လိုမျိုးပြန်ပူပြီးတော့ရေးလဲဆိုတဲ့အရာကိုပြန်ပြီးရရှင်းပြမယ်အဲ့တော့ example number 6မှာဆိုရင်ဒီတစ်ကြောင်းနဲ့ရေးထားတဲ့ဟာပေါ့เนาะ customer เนาะ ော်ဈေးဝယ်တဲ့သူကတဲ့ turn to turn to ရဲ့ meaning က M O S T L Y mostly အများအားဖြင့်တဲ့အဲ့တော့ adverb ဒီကမိမက buy ဝယ်သည်ဆိုတဲ့ဗလာမယ်အဲ့တော့ more ပို့ပြီးတော့ဝယ်တဲ့တဲ့ဝယ်သည်နောက်မှရှိလာတဲ့ more သည် power of speaker ဘောက်ကိုထူပြရတဲ့ကြောင့် adverb ဖြစ်ပါတယ် Wherever credit card are accepted for payment of merchandise. အဲ့တော့ အဲ့တော့ wherever ဆိုတဲ့ကျမတို့ conjunction တွေ့ပြီးပြီးရခါမှာ credit card ဟာ now အဲ့တော့ but to be နဲ့ but three ပါတဲ့အတွက်ကြောင့်ဒါက passive voice အဲ့တော့ passive voice ရှိတဲ့အတွက်ကြောင့်ရှိရဒီ noun တဲ့နေရာဒီ origin နေရာဖြစ်ပါတယ်အဲ့တော့ for ဆိုတဲ့ preposition နဲ့စထားတဲ့ for payment of merchandise ဒီ for နဲ့စထားတဲ့အတွက်ကြောင့်ဒီ phrase တစ်ခုလုံးဒီဘာလို့ခေါ်မလဲဆိုတော့ adverb phrase or reason or purpose เนาะရည်ရွယ်ချက်တော့မဟုတ်ဒီရည်မှန်းချက်ပေါ့เนาะဒီ အကြောင်းပြချက်သမို့ရည်ရွယ်ချက်ကို ဖော်ပြတဲ့နေရာမှာသုံးတယ်အဲ့တော့ for payments of merchandise ဒီကုန်စည်တွေပေးဖို့အတွက်နော်ဒီ payment ဆိုပေးချေဖို့တဲ့ merchandise ကကျမတို့ကုန်စည် GOODS ကိုနဲ့တူတူပါပဲအဲ့တော့ဒီဝက်ကြောင့်မှာဆိုရင် wherever consumption ရဲ့ order နဲ့ဘာပါတဲ့အတွက်ကြောင့်ဒီကနေပြီးတော့ဒီအထိကိုကျမတို့က adverb clause လို့ခေါ်တယ်။အဲ့ဒီ adverb clause ကဈေးဝယ်တယ်ဆိုတဲ့ verb ကိုလာပြီးထူပြတယ်။ဘယ်နေရာမှာဝယ်တယ်၊နေရာကို ဖော်ပြပေးတဲ့အတွက်ကြောင့် adverb clause of place ။အဲ့တော့အဲ့ဒီတကြောင်းနဲ့ရေးထားတဲ့ဝကြကိုကျွန်တော်နှစ်ကြောင်းပြန်ပြီးတော့ခွဲတဲ့အခါမှာဆိုရင် customer စာချက် turn to buy tan 2က adverb ဒီဘိုင်းက main verb ပေါ့နော် tan 2က mostly เนาะ2ဘိုင်းမဟုတ်ဘူးအဲ့တော့ more က adverb ဒါကဝေကြတဲ့ကြောင်း credit card ကကျွန်မတို့ object are accepted က passive verb เนาะ passive verb for payment of merchandise ပြီးတဲ့အခါမှာ there ဆိုတဲ့ဒီနေရာကိုဖော်ပြပေးတဲ့ pronoun ကိုနောက်ဆုံးမှာလာပြီးတော့တွေ့ရတယ်အဲ့တော့အဲ့ဒီ there ကိုကျွန်မတို့ကဒီ relative ever နဲ့အစား ထိုးမယ်အဲ့တော့ အဲ့ဒီဝကြအရာဆိုရင်ပေါ့နော် credit card ကို လက်ခံတဲ့ဒီဘယ်နေရာမှာပဲဖြစ်ဖြစ် လူတွေကဒီ credit card ကိုဟိုဟာဈေးဝယ်ရတာကြိုက်တယ်အဲ့တော့ဘယ်နေရာပဲဖြစ်ဖြစ်လို့ပြောတဲ့အတွက်ကြောင့် there နေရာမှာကျွန်တော်တို့က w h e r e v e r wherever နဲ့အစားထိုးပြီးတဲ့အခါမှာမှဒီဝကြရဲ့အစကိုပို့အဲ့ဒီဝကြကို ကျွန်တော်တို့က server နဲ့ရေးထားရင် server အရှိကိုပို့ဒီဝကြကို object နဲ့ passive နဲ့ရေးထားတယ်ဆိုရင် object ရဲ့ ရှိကိုပို့တော့ဒီနေရာမှာဝဲ ever ရောက်လာမယ်ပြီးတော့မှကြံတာဆက်ရရမှာဖြစ်တယ်เนาะအဲ့တော့ exam မှာ number 7ကိုဆက်ပြီးကြည့်ပေးပါ exam number 7မှာဆိုရင် customer တွေက စားချက် cannot use မသုံးနိုင်ဘူးပေါ့နော် credit card ကိုတဲ့ object subject verb object ပါလာပြီး they customer စသုံးထားတဲ့ subject pronoun shop they were the က verb they are the နေရာကို ဖော်ပြပေးတဲ့ adverb အဲ့တော့သူတို့ကဈေးဝယ်တယ်တဲ့အဲ့ဒီနေရာမှာ တော့ဒီဝဲကြားနှစ်ချောင်းကိုတစ်ချောင်းနဲ့ပုံပြီးပူပြီးတော့ရေးမှာပေါ့နော်ပြန်ပောင်းပြီးတော့ရေးတဲ့အခါမှာ there ဆိုတဲ့ဒီ advanced နေရာမှာ ကျွန်တော်တို့ conjunction ကိုအစားထိုးမယ်အဲ့တော့ conjunction အစားထိုးမှဖြစ်တဲ့အတွက်ကြောင့်ဒီ specific place ကိုကိုစားပြုတဲ့ဝဲရကားလွယ်ရင်ဒီကျမတို့ကြံတဲ့ဒီ conjunction သုံးလုံးစလုံးကို interchange ပဲပေါ့နော်အပြန်အလှန်လှည့်ပြီးသုံးလို့ရတယ်အဲ့တော့ there ဆိုတဲ့နေရာမှာကျမက everywhere နော် e v e r y w h e r e everywhere နဲ့အစားထိုးလိုက်မယ်ပြီးတော့အဲ့ဒီရလာတဲ့ဒီ adverb နော် related adverb ကိုစာကျန်တဲ့ verb ရဲ့အရှိကို ပို့လိုက်တော့ဒီနေရာကိုဝင်လာမယ် everywhere they shop အနောက်မှာကျတော့ဒီဓာတ်ကဒီပြုတ်သွားမှာဖြစ်တယ်အဲ့တော့နှစ်ချောင်းကိုတစ်ချောင်းနဲ့ပြန်ပူပြီးတော့ရေးတဲ့အခါမှာ customer cannot use credit card ပြီးတော့ကြတော့မှအနောက်မှာရေးထားတဲ့ related ever လာမယ် everywhere ဆိုတဲ့ conjunction နဲ့စာပြီးတဲ့အခါမှာစာချက်ပြီးတော့ va ဓာတ်ကဒီ everywhere သုံးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ထက်ရေးဖို့မလိုတော့ဘူးเนาะအဲ့တော့ everywhere they ပြောသူတို့ဈေးဝယ်သောနေရာတိုင်းမှာ credit card ကိုသုံးတယ် တော့၃သိဆိုတဲ့ဘာဒီဘမ၃တယ်လဲဈေးဝယ်တဲ့နေရာတိုင်းမှာလို့ဒီသူ့ကိုဘာ use ကိုလာပြီးအထူးပြုတဲ့အတွက်ကြောင့်ဒီ conjunction စကြဝဠာစထားတဲ့ဘာဒီ adverb clause or place ဖြစ်ပါတယ်နော်နော် exam မှာနံပါတ်8ပေါ့နော်နံပါတ်8မှာဆိုရင် there are a few places of business အဲ့တော့ ဒီဝက်ကြောင့်မှာဆိုရင်ကျမတို့ဓမ္မီစကြက် there နဲ့စတာတွေ့ရနော်ဓမ္မီစကြက် D U M M Y ဓမ္မီစကြက်ဓမ္မီစကြက်ဆိုတာက ကျမတို့စကြက်အတုကိုပြောခြင်းဖြစ်တယ်အဲဘယ်လိုနေရာမျိုးမှာသုံးလဲဆိုတော့ဒီ existent တည်ရှိနေမှု location တည်နေရာတို့ကို ဖော်ပြပေးတဲ့အခါမှာစကြက်အစဒီ there ကိုစကြက်နေရာမှာအစထိုးပြီးသုံးလို့ရတယ်နော်စကြက်အတုအဲ့တော့ there are a few places places ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ verb ကို are နဲ့ န်သုံးထားတယ် a few places of business เนาะဒီစီးပွားရေးလုပ်ငန်းနေရာတွေအများကြီးရှိတယ်တဲ့အချို့ရှိတယ်ပေါ့เนาะ a few ရဲ့ meaning က S O M E ဆမ်။နော် a few နဲ့ few နဲ့မတူဘူးနော် F E W few ကြတော့ကျွန်တော်တို့ N O T နော် M money M A N Y money မများဘူးလို့ပြောတယ်။ဒီမှာ a few equal to ਆ ဆမ်နော်အချို့ဟိုကလည်းနည်းနည်းဒီကလည်းနည်းနည်းဆိုရင်ကျွန်တော်တို့ရှုပ်ထွေးမှာဆိုလို့ a few ကဆမ်။အဲ့တော့ sun blazer လို့မျက်လုံးထဲမှာမြင်လိုက်ပါ။ပြီးတော့ a credit က ဒါ non phrase ကြီးရသွားပြီ credit card က non phrase are not accepted but to be နဲ့ battery ပါတဲ့အတွက်ကြောင့် passive အငင်းဝကြဖြစ်တဲ့အတွက်ကြောင့် not ရေးထားတာတွေ့ရမယ်ပြီးတဲ့အခါမှာကျမတို့ there ဆိုတဲ့စကားလုံးကို တွေ့ပြီအဲ့တော့ there အစားကျမတို့ခုနကအရှိမဖော်ပြထားတဲ့ ဒီကွန်ဂျန်ရှင်းလေးကိုအစာထိုးပြီးတော့ရေးမယ်။ဝေယားကလွယ်ရင်တန်တဲ့သုံးလုံးကအလက်လက်သုံးလို့ရတဲ့အိဗက်မပြောင်းလွယ်ဘူးဆိုတဲ့အတွက်ကြောင့်ကျွန်မ anywhere နဲ့စာထိုးပြီးတော့ရေးမယ်။အဲ့တော့ then နေရာမှာ a n y w h e r e anywhere ကိုစာထိုးပြီးတော့ဝကြရဲ့အရှိဆုံးကိုပို့။အဲ့တော့အဲ့ဒီဝကြဒီကျွန်တော်တို့ object ဖြစ်နေတယ်ဆိုရင် object ရှိမှထား။ ။တကယ်လို့များစာကြက်ဖြစ်နေတယ်ဆိုရင်လည်းစာကြက်ရှိမှထားလိုက်တော့ anywhere ဆိုတဲ့စကားလုံးဒီဒီနေရာကိုရောက်လာမယ်။အဲ့တော့ anywhere ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်။ A credit card is not accepted အဲ့ဒါကကျမတို့ဒီ relative advice ရသွားပြီးပြီးတော့မှအရှိဝကြနဲ့သွားပေါင်းပြီးရေးမှဖြစ်တဲ့အတွက်ကြောင့်အရှိအဟာကိုပြန်ရေးမယ် there are a few places of business ပြီးတော့မှ anywhere a credit card is not accepted Optic ဆိုတဲ့ဒီဝကြကိုရမှာဖြစ်တယ်အဲ့တော့ဒီဟာဒီ anywhere ဒီကျွန်တော်တို့ conjunction ပါအဲ credit card ကကျွန်တော်တို့ urgent နေရာဝင်တဲ့ noun phrase is accepted က passive verb အဲ့တော့က object ရဲ့ verb ရဲ့ပါတဲ့အရှိမ conjunction ရှိတဲ့အတွက်ကြောင့်သူတည်လဲပဲ clause အဲ့တော့အဲ့ဒီနေရာဒီ တည်ရှိနေမှုကို ဖော်ပြပေးတဲ့အတွက်ကြောင့်ကျမတို့ adverb clause of place ဖြစ်ပါတယ်အဲ့တော့အရှိဝတ်ကြမှာ main verb ကဘာတူလဲဆိုတော့ are ပါအဲ့ဒီ are ရဲ့ meaning ကရှိသည်ဖြစ်သည်လို့သဘောဆောင်တယ်အဲ့ကြောင့်ရှိနေသည်ဘယ်နေရာမှာရှိနေလဲ credit card ကိုလက်မှတ်ခံတော့နေရာတွေအချို့သော business ဒီမှာရှိတယ်လို့သူကဖော်ပြထားခြင်းဖြစ်တယ် exam နံပါတ်9ကြည့်ပေးပါ exam နံပါတ်9မှာဆိုရင် traveler ပေါ့နော် can use ခရီးသွားတွေကတဲ့ can use သုံးနိုင်တယ်တဲ့ credit card ကို in foreign countries ဒီနိုင်ငံခြားတိုင်းပြည်တွေမှာပေါ့နော် they are accepted that အဲ့ဒါတွေကိုဒီနိုင်ငံတွေမှာလက်ခံသည်ဝကြနှစ်ကြောင်းပေးထားတယ် traveler ကစာချက် can use က va သုံးသည်ဆိုတဲ့ verb ဒီ object လို့တဲ့အတွက်ကြောင့် credit card ဒီ object နေရာကိုဝင်တဲ့ noun phrase ဖြစ်ပါတယ်အဲ့တော့နောက်မှာရေးထားတဲ့ in foreign country နိုင်ငံခြားတိုင်းပြည်တွေမှာ preposition in နဲ့စထားတဲ့ကျွန်တော်တို့အဲ့တည်းနေရာကို ဖော်ပြပေးတဲ့အတွက်ကြောင့် adverb phrase or place place နေရာကိုဖော်ပြပေးသော adverb phrase เนาะ ever စကားစုဖြစ်တယ်နောက်မှာကြတော့ they စာချက်လာပြီး but to be နဲ့ verb 3ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ သူ့ကို passive voice လို့ပြောမယ်အဲဆိုရင်အရှိမရှိတဲ့အရာဒီစာချက်ရဲ့နေရာမဟုတ်ပဲသူ့ကိုကျွန်မတို့က object လို့ခေါ်မယ်အဲ့ဒီ object နေရာကိုသေဝင်တဲ့အတွက်ကြောင့် object pronoun ပေါ့နော် there there ဒီနေရာကိုဖော်ပြပေးတယ်ဝါကျနှစ်ကြောင်းကို ကျွန်မတို့တစ်ကြောင်းနဲ့ပေါင်းပြီးတော့ရေးမယ်အဲ့တော့ there ဆိုတဲ့အရာဒီဒီဒီ object နဲ့ passive voice ရဲ့အရှိကိုရောက်သွားမှာဖြစ်တယ်အဲ့တော့ကဒီ ။နောက်ချို့တော့နိုင်ငံခြားတိုင်းပြည်တွေမှာပေါ့နော် credit card ကို traveler တွေကသုံးလို့ရသည်။အဲ့တော့ကျမတို့အဲ့ဒီနေရာမှာဒီတီးကြတဲ့အရာပေါ့နော်ဒီ where ကို သုံးပြီးတော့ရေးမယ်။အဲ့တော့အဲဒီတဲ့အနေရမှာ w h e r e ဝေယကိုအစားထိုးမယ်ဝေကြရဲ့အရှိကို ပို့လိုက်တော့ဒီဝေယသည်ဒီနေရာကိုရောက်လာမယ်ပေါ့နော်ဝေယကဒီနေရာကိုရောက်လာမယ်နှစ်ចောင်းကိုပြန်ပောင်းပြီးတော့ရေးမယ် traveler စာချက် can use သုံးနိုင်တဲ့ credit card ကို in foreign country နိုင်ငံခြားတိုင်းပြည်တွေမှာအဲ့တော့ where they are accepted အဲ့ဒီနိုင်ငံခြားတိုင်းပြည်က credit card ကိုလက်ခံသောတိုင်းပြည်လုံးဝကိုမှတိတိကျကျဖြစ်နေဖို့လိုတယ် credit card လက်ခံတဲ့နိုင်ငံမှသာလျှင် သုံးလို့ရတယ်အဲ့ဒီအတွက်ကြောင့် where they are accepted ဒီကျမတို့ ဒီအရှိမဒီသုံးလို့ရတဲ့အရာပေါ့နော်ဒီ use ကိုလာပြီး to ပြုတဲ့အတွက်ကြောင့်ဒီ object ရဲ့ verb to be နဲ့ verb 3ပါတဲ့ passive voice ကိုဒီကနေဒီ ठी ကို ကျမတို့ adverb class of place လို့ခေါ်မှာဖြစ်တယ်เนาะအဲ့တော့ where ကိုသုံးတဲ့အခါမှာတတိထားပါဟိုလုံးဝဒီတိကျမှဒီသုံးပါပေါ့နော်တန်တဲ့ဟာတွေကတော့အဲကျမတို့အဲ့လက်လက်ဒီသုံးလို့ရတယ်အဲ့တော့ exam မှာ10ကိုဆက်ပြီးကြည့်ပေးပါ where နဲ့ ေးထားတဲ့နေရာပေါ့နော်အဲ့တော့လုံးဝကြီးသေချာနေတယ်ဆိုမှဝဲရကိုသုံးမယ်နော်ဒီဝဲကြောင့်မှာဆိုရင်ဝဲက there is a lining there is a thunder အဲ့တော့ဒီဝဲကြောင့်မှာဆိုရင်လျှက်စီးရှိတဲ့နေရာမမဆိုရင်တဲ့ thunder ဆိုတာကမိုးချင်းတန်ပေါ့နော်အဲ့တော့ကျွန်တော်တို့လျှက်စီးလက်ပြီးတော့မှဒီမိုးချင်းတန်ကနောက်ကလိုက်တယ်အဲ့တော့လုံးဝကိုမှ specific ဖြစ်တဲ့အတွက်ကြောင့် there ကိုသုံးမယ် where ကိုသုံးမယ် where there is a lining there is a thunder เนาะ example တစ်ခုမှာလဲအဲ့ဒီတိုင်းပဲ ဝဲရ there is the smoke there is fire အဲ့တော့မီးကိုရှိတဲ့နေရာမှာဟဲ့ပြဟောပါဘောနော်ကျွန်တော်တို့သေချာပေါ့ဒီမီးရှိတယ်ပေါ့နော်ဒီဟိုစကပုံရှိရလေ no smoke without fire ဆိုတာအဲ့လိုမျိုးအဲ့တော့မီးရှိတဲ့နေရာမှာသေချာပေါ့မီးကိုရှိတယ်အဲ့တော့လုံးဝကိုမှဒီ specific ဖြစ်တဲ့နေရာတွေမှာဆိုရင်ဝဲရကိုသုံးပါကြံတဲ့ဘားတွေကိုကြတော့ကျွန်တော်တို့ဒီအကြံနဲ့ဒီ conjunction တွေကြတော့အလဲလဲသုံးလို့ရတယ် everywhere ပဲဖြစ်ဖြစ် anywhere ပဲဖြစ်ဖြစ် wherever ပဲဖြစ်ဖြစ်အလှဲ့လဲ interchange ပဲသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ဒီကျွန်တော်တို့ adverb clause of place အကြောင်းပြောသွားပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ရှင်